ဟာကျွန်တော်တော့ကျွန်တော်ရဲ့စီနီယာပေါ့နော်ညီကိုလိုလဲခင်တယ်နော်ကိုမြင့်မာချင်းချင်းလည်းဖြစ်တယ်နော်အဲဟိုပထမကြီးမှလည်းထိုးရတော့စိတ်လည်းမကောင်းဘူးနော်အများကြီးလည်းဝမ်းမသာပါဘူးအဲနံပါတ်၄ဆက်လာကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်နော်ကျွန်တော်အဲလေလည်းမတိုက်ပါဘူးပါမှန်ပြကျွန်တော်ညီကိုတွေမြန်မာချင်းချင်းသွားရပွဲပုံတော့စိတ်မကောင်းဖြစ်ရပါဘူး ်ဒေဗျူကတော့အောက်မြင်လို့ပြောချန်ပီယံဖြစ်လာတဲ့စိတ်မြင်မှာပဲဆိုတော့เนาะဒီ game တော့လည်းကျွန်တော်အကူထော်တော်မင်းတို့ဆရာဦးမောင်တို့ဆရာဦးအေးချိုတို့ပြတတ်တိုင်းကျွန်တော်အကောင်းဆုံးကြိုးစားတော့ အလုံးမဲ့မင်္ဂလာပါခင်ဗျာအခုလို့ကျွန်တော်အပိနဲ့ရုတ်တန်လာအပိနဲ့ line ပေါ်ကအပိနဲ့ယုံကြည်လာအပိနဲ့ပြည်တာအလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်အဲသူကကျွန်တော်တို့ကျွန်တော်ရဲ့ senior ပါနော်ညီကိုလိုလဲခင်တယ်နော်ကိုမြင့်မှချက်ချင်းလဲဖြစ်တယ်နော်အဲဟိုပထမကြီးမှလဲထိုးရတော့စိတ်လည်းမကောင်းဘူးနော်အများကြီးလဲဝမ်းမတပါဘူးဟုတ် လေတို့လေတို့ပါပါကျွန်တော်တက်လာဟုတ်ပြီပါအဲကျွန်တော်ကျွန်တော်ကိုတော်တော်မင်းနဲ့အဲဒီမှာ CN camp မှာကျွန်တော်ဆရာမောင်နဲ့သူကဆရာဝေးချို့တို့ကအဲကျွန်တော်ကိုညီကိုတွေအားလုံးတမ CN မှာလာနေတဲ့သူတွေလေ့ကျင့်နေဆိုတော့နီးစနစ်ပိုင်းနေနဲ့အကုန်လေ့ကျင့်ရဆိုတော့အဲအဲ့ဒါကြောင့်လို့ထင်တယ်နော်ကျွန်တော်ပါပါတယ်တက်လာတယ်ဒီလင်းပေါ်ရင်လည်းပိုပြီးရှင်ပါလာရတော့ဟုတ်အဲအဲ့လိုပဲပြောအောင်ကျွန်တော်ကဒီဒီပတ်တော့ပဲပြောညီမစီကိန်းရှိနေတော့เนาะဟုတ်တင်ကူကကိုယ့်ရဲ့အောင်လို့တော့ပြောရအောင်ဟုတ်ဟုတ် ဆယ်ဗျူကတော်တော်အမြင်လို့ပြောချန်ပီယံဖြစ်လာတဲ့စိတ်မိမှာပဲဆိုတော့နော်။နိုင်ဝဲလေဆက်နေတယ်နော်အဲ့ဒီပေါ်လေးပြောပြပါဦး။အဲနိုင်ဝဲလေဆက်နေကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်နော်။ကျွန်တော်အဲလေလည်းမတိုက်ရအောင်ပါမဖြစ်ဘူး။ကျွန်တော်ညီကိုတွေမြန်မာချင်းချင်းဆိုရပွဲကိုကျွန်တော်စိတ်မကောင်းဖြစ်ရပါဘူး။စီကိန်းတော့ဘယ်လောက်တိဘာဒီလိုရှိစီရင်တော့ကျွန်တော်ကိုကျွန်တော်ယုံကြည်မှုရှိတော့ဒီကစားမတရားတော့သူကိုနိုင်ပွဲရလေကိုကိုကိုယုံကြည်မှုရှိတယ်နော်စီကိန်းတော့လည်းကျွန်တော် အကိုထော်တော်မင်းတို့ဆရာဦးမောင်တို့ဆရာဦးအေးချိုတို့ပြတတ်တိုင်းကျွန်တော်အကောင်းဆုံးကျူတာတော့ဒီဘွေးကလေးတာစီကိအကျိုးနောက်ဆုံးထိုးရဟုတ်ဟုတ်ကျွန်တော်ရဲ့စီကိနောက်ဆုံးကျွန်တော်စီကိသားသမားတွေကအဲထိုးခွင့်မပေးဘူးလို့ပြောတော့နော်နောက်တော့ AC အဲဘယ်လိုပြန်ပြောမှန်းတော့မသိဘူးနော်အားပေးတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်အများကြီးကြိုးစားရမယ်လူအကျက်များစွာနော်ကျေးဇူးပါ